အဲလက်စပေါ့ချန်နယ်ကနေကြိုဆိုပါတယ်။အားကစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအပတ်စဉ်တင်ပြပေးမှာမဟုတ် Channel လေးကို Like and Subscribe လုပ်ဖို့မမေ့နဲ့နော်။မင်္ဂလာပါပိတ်တကြီး။ကမ္ဘာပေါ်မှာလူကြိုက်များဆုံးအားကစားကိုပြောပါဆိုရင်ဘောလုံးကထိန်းဆုံးကဘာဝင်မှာအသေးကြပါပဲ။နိုင်ငံအသင်းတွေရှင်နိုင်ကြတဲ့ကလပ်ပြိုင်ပွဲကြည့်လို့ပဲ။ကလပ်သင်းတွေတွေကလည်းကမ္ဘာချန်ပီယံကိုအဆုံးပြတ်ပေးတယ်။ဒုသိကကြီးများတဲ့ပြိုင်ပွဲတစ်ခုရှိပါလေ။အဲ့ဒါကတော့ FIFA Club World Cup ဒါမှမဟုတ် လပ်ကမ္ဘာပြောင်းလဲဖြစ်ပါလေ။ဒီပြိုင်ပွဲဟာကမ္ဘာတစ်လားကအတိုက်ကြီးလိုက်အကောင်းဆုံးကလပ်အသင်းတွေကိုစုစည်းပြီးကမ္ဘာအကြီးအကျယ်ဆုံးကလပ်အဖြစ်သတ်မှတ်ပေးတာပါ။ဒီပြိုင်ပွဲရဲ့တမန်ကြောင့်ပါစိတ်ဝင်စားစရာကောင်းသလိုယခုလာမယ့်2025ခုနှစ်ဇွန်လ14ရက်နေ့မှာတော့ကလပ်ကမ္ဘာပလာဟာတမန်ရဲ့အကြီးကြီးဆုံးခန်းတစ်ခုစတင်လာမှာဖြစ်ပါလေ။ဒီနေ့မှာတော့ကျွန်တော်တို့ကလပ်ကမ္ဘာပလာရဲ့မူလအစတမန်ကြောင့်ကနေလက်ရှိစင်ငေးပြောင်းလဲလာကုန်ကိုအသေးစိတ်လေ့လာသွားပါမယ်။ အထူးသဖြင့်2025ခုနှစ်မှာစတင်မယ်။ပုံစံသစ်တိုင်းတွေမှာဘယ်အသင်းတွေပါဝင်မလဲဆိုတာကိုဘယ်လိုရွေးချယ်ကြလဲ။စုကြည့်ပမာဏတွေနဲ့ဗဏ္ဍာရေးဆိုင်ရာအလားအလာတွေပေါ်မှာအသေးစိတ်တင်ပြသွားမှာပါ။ကလပ်တဘာဗလာဟာကလပ်ဘောလုံးရဲ့ကိစ္စကိကိုဘယ်လိုပုံဖော်မလဲဆိုတာကိုဒီတင်ဆက်မှုကနေတစ်ဆင့်ပုံမှန်နားလည်နိုင်မှာပါ။ ကလတ်ကမ္ဘာဖလားရဲ့မူလအစားဟာတိုင်ကြီးလိုက်ကလတ်ချန်ပီယံတွေထိတိုက်တွေ့ဆုံတဲ့ပြိုင်ပွဲတွေကနေစတင်နေတာပါ။ FIFA ကလတ်ဝေါ့ကပ်မပေါ်ခင်မှာအင်နာကိုလီနန်နဲ့ကပ်ဆိုတာရှိခဲ့ပါလေ။ဒီပြိုင်ပွဲဟာဥရောပရဲ့အကောင်းဆုံးကလတ်အသင်း European Cup တမဟုတ်ချန်ပီယံလိဝင်လာနေတောင်အမေရိကရဲ့အကောင်းဆုံးကလတ်အသင်းကိုပါလီဘာတာဒိုစ်ဝင်လာလို့ရှင်းပြနေတာပါ။1960ပြည်နယ်မှာစတင်နေပြီးပထမပိုင်းမှာနှစ်ကြိမ်စနစ်အင်ဝင်းအဝေးဝင်းနဲ့ကစားခဲ့ပါလေ။ 1980ပြည်နှစ်အစလိုဂျပန်နိုင်ငံတိုရာဗလာမီနဲ့တဝဲတဲ့စနစ်နဲ့နှစ်စဉ်ဂျင်မာလာခဲ့ပါတယ်။ဥရောပနဲ့တောင်အမေရိကကထိတ်တန့်ကလပ်တွေထိတ်တန့်တွေ့ရာကြောင့်ပရိသတ်တွေကြာရှိပန်းစားခဲ့ပြီးနောက်ပိုင်းမှာဖီဘာကလည်းဒီပြိုင်ပွဲချန်ပီယံတွေကိုဝေါ်ချန်ပီယံအဖြစ်တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။နောက်လေးခုနှစ်မှာတော့အင်နာကိုရီနန်နကတ်ကိုဖီဘာကလပ်ဝေါ့ကတ်နဲ့ပေါင်းစည်းဖို့ဆက်ဆိုင်ခဲ့ပါတယ်။အင်နာကိုရီနန်နကတ်အပြင်ဖီဘာကိုရိုင်းကလည်းကမ္ဘာကလပ်ပြိုင်ပွဲတစ်ခုကိုစတင်လုပ်ခဲ့ပါတယ်။ ။ဒါကြောင့်၂၀၀၀ပြည့်နှစ်ဇန်နဝါရီလမှာ FIFA ကလပ်ဝေါ့ကပ်ချန်ပီယံရှစ်လို့အမည်ပေးထားတဲ့ပထမဆုံးပြိုင်ခွဲကိုဘရာဇီးနိုင်ငံမှာကျင်းပခဲ့ပါလေ။ဒီပြိုင်ခွဲမှာတိုက်စီ၆ခုစလုံးကချန်ပီယံရှစ်သင်းပါဝင်ခဲ့ပါလေ။ဘိုလူခွဲမှာဘရာဇီးကလပ်ကြီး၂သင်းဖြစ်တဲ့ကိုရင်သီယံနဲ့ဘက်စကိုဒဂါမားတို့တွေ့ဆုံပြီးကိုရင်သီယံကပူဆွေးခဲ့ပါလေ။ဒါပေမဲ့ပြိုင်ခွဲပြည့်နှစ်နောက်မှာစပွန်ဆာပြဿနာတွေ FIFA ရဲ့မတ်တက်တင်မိဘကော်မတီဖြစ်တဲ့ ISN ဒီမာလီခံရတာကြောင့်2001ခုနှစ်ကနေ2004ခုနှစ်အထိပြိုင်ပွဲကိုရန်နာခဲ့ရပါတယ်။2005ခုနှစ်မှာတော့ FIFA က International Cup နဲ့ FIFA Club World Championship တို့ကိုပေါင်းစည်းပြီး FIFA Club World Cup အဖြစ်ပြန်လည်ဝင်ပွားခဲ့ပါတယ်။ဒီဒီချိန်မှာတော့ဂျပန်နိုင်ငံမှာစတင်ချိန်မှပြီးနိုင်စင်ချိန်မှာတဲ့ပြိုင်ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီပုံစံမှာတိုင်းချောက်ကူရဲ့ Champion အသင်းချောင်းကင်းအဖြစ်အင်ရှင်နိုင်ငံရဲ့ပြည်တွင်းချန်ပီယံအသင်းမှာပါဝင်စုစုပေါင်း9သင်းပါဝင်ရှိနိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲပုံစံကရှုံးထွက်စနစ်ဖြစ်ပြီးတော့ဥရောပနဲ့တောင်အမေရိကချန်ပီယံတွေကစီမီဖိုင်နယ်ကနေစတင်ချိန်ပိုင်းဝင်ရပါတယ်။ဒီကာလတွေမှာဥရောပကလပ်အသင်းတွေဟာလှမ်းမိုးထားနိုင်ကြပြီးအလားအများစုကိုစုကူးခဲ့ကြပါတယ်။ Real Madrid အသင်းက၅ချိန်နဲ့အများဆုံးပိုဆွဲထားပြီးတော့ Barcelona က၃ချိန်ဘိုင်ယန်မြူးနက်က၂ကြိမ်စသဖြင့်အောင်မြင်ခဲ့ကြပါလေ။ကမ္ဘာထိပ်တန်းကျယ်ဝင်းနေဖြစ်တဲ့ခရစ်စတီယာနိုရိုနယ်ဒို၊လီယိုနယ်မက်ဆီအဆရှိတဲ့ကစားသမားတွေအားလည်းဒီပြိုင်ပွဲမှာ သူတို့ရဲ့အရေးချင်းတွေကိုပြသနိုင်ခဲ့ကြပါတယ်။သို့တော်လည်းကွဲစင်နေပါခြင်းနဲ့ထိတ်တန့်ဥရောပအသင်းများအတွက်စီမီဖိုင်နယ်မှာစတင်ကစားခြင်းတို့ကြောင့်တချို့ဝန်ပန်းသူများကစူလားကားစင်တတတော်ချစ်ကြည်ရေးခြေစမ်းပွဲတတာဖြစ်နေသည်ဟုတုံ့နိုင်ခဲ့ကြပါတယ်။၂025ခုနှစ်ကစပြီးကလပ်ကမ္ဘာဖလားဟာဘောလုံးလောကရဲ့အကြီးမားဆုံးအပြောင်းလဲတစ်ခုကိုရင်ဆိုင်နေရပါပြီ။ဖီဘာဟာဒီပြိုင်ပွဲကိုလင်းနစ်စင်ကျင်းပတဲ့ကမ္ဘာဖလားပုံစံမျိုးဖြစ်ပြောင်းလဲပြီးတော့ ကလပ်ဘောလုံးရဲ့ဂုဏ်သိက္ခာနဲ့စီးပွားရေးတန်ဖိုးကိုပုံမြင့်တင်မှုရည်ရွယ်ပါတယ်။ FIFA ရဲ့ရည်ရွယ်ချက်ကတော့ကမ္ဘာအကောင်ဆုံးကလပ်သင်းတွေကိုစုစည်းပြီးစစ်မှန်တဲ့ကမ္ဘာချန်ပီယံတိုင်ပွဲကြီးတစ်ခုကိုဖန်တီးဖို့ပါပဲ။ဒီပုံစံတွေဟာကမ္ဘာအနှံပြားကအပိတ်သက်တွေကိုပုံမှုဆွေးဆောင်နိုင်ပြီးဘောလုံးရဲ့ကမ္ဘာလုံးဆိုင်ရာအောက်ဆောင်နိုင်မှုကိုထက်မှန်ချေချွန်ဖို့ရည်ရွယ်ထားပါတယ်။ပထမဆုံးပုံစံတည်ပြိုင်ပွဲကို2025ခုနှစ်ဇွန်လ14ရက်နေ့ကနေ ဇူလိုင်လ23ရက်နေ့အထိအမေရိကန်ပြည်ထောင်စုမှာကျင်းပမှာဖြစ်ပါတယ်။ပြန်ခွဲရဲ့ဘလူးဝဲကိုတော့နယူးဂျာစီပြည်နယ်ရှိ MetLife Stadium မှာကစားသွားမှာပါ။ဒါဟာ2026ခုနှစ် FIFA World Cup American, Canada, Mexico မတိုင်ခင်တနည်းအလိုမှာကျင်းပမဲ့အကြီးစားဘောလုံးကွဲတော်တစ်ခုလည်းဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့ကြီးမားတဲ့အားကစားစည်းကွက်နဲ့အခြေခံအဆောက်အအုံတွေကဒီလိုပြိုင်ပွဲကြီးတစ်ခုကိုအရှင်ပြည့်လက်ခံကျင်းပဖို့အလွန်သင့်ရောပါတယ်။ တိုင်ဝမ်မှာအသိန်း32သိန်းပါဝင်ရှင်နိုင်ငံဖြစ်ပြီးဖီဘာဝေါကတ်နဲ့ပုံစံချင်းတူညီပါတယ်။အောက်စုအဆင့်မှာအသိန်း32သိန်းကိုအောက်စုရှေ့စုခွဲခြားထားပါတယ်။တအောက်စုမှာ၄သိန်းစီပါဝင်ပြီးတသိန်း၅သိန်းတစ်ကြိမ်စီရှင်နိုင်ကစားရမှာပါ။အောက်စုကလည်းထိန်းဆုံး၅သိန်းစီရှုံးထွက်16သိန်းစီကိုတက်ရောက်ရပါမယ်။16သိန်းအစင်းကနေစပြီးကွာတာဖိုင်နဲ့ဆီမီဖိုင်နဲ့ဘူလူဝဲအထိတဝဲရဲ့စနစ်စင်ကယ်လက်နဲ့အရှင်းပြန်ရမှာပါ။တတိယနေရာလူဝဲလုံးဝပါဝင်မှာမဟုတ်ပါဘူး။ ဝေါကပ်ပုံစံနဲ့နှမ်းရှင်ရမယ်ဆိုရင်ပြိုင်ဝဲရဲ့ format ကကမ္ဘာ့ဖလား format အတိုင်းဖြစ်ပါတယ်။တရင်ညာလူဝဲမပါဝင်တာတခုအလွဲ့ရင်ပြိုင်ဝဲတစ်လျှောက်အကောင်းဆုံးကစားသမားတုံးရောက်ကို Golden Ball, Silver Ball နဲ့ Bronze Ball စုရဲ့ချင်းမြင်တာတွေကအစားကမ္ဘာ့ဖလားနဲ့ပုံစံတူတူပဲဖြစ်ပါတယ်။ဒါအပြင် Golden Boot အကောင်းဆုံးကစားသမားစုနဲ့အကောင်းဆုံးလူငယ်ကစားသမားစုတွေတဲ့ချင်းမြင်တော်မှာဖြစ်ပါလိမ့်။ဒီချက်တွေကပြိုင်ဝဲရဲ့ဂုဏ်သိက္ခာကိုပုံပုံမြင်မှားစေပြီးတော့ ကစားသမားတွေရဲ့အစဉ်ရထက်သန်မှုကိုလည်းတိုးမြင့်ပေးပါလိမ့်မယ်2025 FIFA Club World Cup မှာပါဝင်မဲ့အသင်း32သင်းကို FIFA ရဲ့တိုင်ကြီးရင်းလိုက်ဘလုံးခွဲချုပ်6ခွဲကနေတက်မှတ်ထားတဲ့ data လိုက်ရွေးချယ်တော့မှာဖြစ်ပါလေပါဝင်ခွင့်ရဖို့အတွက်အဓိကအားဖြင့်တက်ဆိုင်ရာတိုင်ကြီးရင်း Champion League လာရှင်ဖြစ်ရပါမယ်ဒါမှမဟုတ်ဒီနေ့ကလာတွင်စားဆောင်ရေကောင်းမွန်တဲ့ကလပ်စင်တက်မှတ်ချက်ကလပ်ရန်ကင်းအလားလဲရွေးချယ်ထားနိုင်ပါလေ။ ဖီဘာရဲ့အခွဲဝင်နိုင်ငံတွေဟာတက်ဆိုင်ရာတာကြီးလိုက်ဘောလုံးခွဲချုပ်တွေရဲ့အခွဲဝင်တွေဖြစ်ရပါတယ်။ဒီအခွဲချုပ်ခြောက်ကူကတော့ကမ္ဘာဘောလုံးလောကကိုကြီးကြပ်ကူခဲ့တဲ့အဓိကအခွဲစီးတွေပါ။အခုဆိုရင်2025ပြိုင်ပွဲအတွက်ပါဝင်မဲ့အသင်း32တင်ကိုတာကြီးလိုက်အခွဲခြားတက်တာပြီးသွားပါမယ်။ဒီပြိုင်ပွဲမှာ UEFA ဥရောပတိုက်ကနေအသင်း32တင်ပါဝင်ရှယ်ဝင်ဖန်ရှိခဲ့ပါတယ်။အသင်းတွေကတော့ Chelsea, Real Madrid, Manchester City ဘိုင်ယန်မြူနင်၊ပဲရစ်စိန့်ဂျာမင်၊အင်နာမီလန်၊ပေါ်တူ၊ဘန်ဖီကာ၊ဘိုရစ်ရှာဒေါ့မွန်၊ဂျူရင်တက်၊အတလီဘိုမက်ထရစ်နဲ့အစီဆဲဘက်တို့ဖြစ်ပါလေ။ကွန်မေဘူတောင်အမေရိကတိုက်ကနေ6သိန်းပါဝင်ရှင်နိုင်ခွင့်ရရှိခဲ့ပြီးဒီသိန်းတွေကတော့ပါမီယန်၊ဖလာမင်ဂို၊ဖလူမီနီစ်ဘူဒါဖိုကို၊ရီဗာပရင်၊ဘူဂါချူနီယာတို့ဖြစ်ကြပါလေ။ စီရီးယားအာဖရိကတိုက်ကနေ၄တင်းပါဝင်ရှင်နိုင်ငံရရှိခဲ့ပြီးအယာလီဝိုင်းဒီ ES2 နည်းနဲ့မမေလိုဒီစာတောင်းလို့ဖြစ်ပါတယ် ES အာရှတိုက်ကနေ၄တင်းပါဝင်ရှင်နိုင်ငံရရှိခဲ့ပြီးအဟိနာလူရဝရက်ဒိုင်မွန် AI အဆန် HCS လို့ဖြစ်ကြပါလိမ့်ကွန်ဂါကမြောက်ဘိုအမေရိကန်နဲ့ကာရီဘီယံမှာ၄သိပ္ပံရှင်နိုင်ငံရရှိခဲ့ပြီးမွန်တာရီ စီလက်တဲ့ပါစုကနေ AF စီမျိုးကပါဝင်ရှင်နိုင်ွင့်အရာမှာဖြစ်ပါလေ OAC Oceania မှာ Orlando City ပါဝင်ရှင်နိုင်ွင့်ရရှိခဲ့ပြီးအင်းရှင်အမေရိကန်ရဲ့ဒင်းဒင်းနေနဲ့အနာမိုင်အမီတင်းကပါဝင်ရှင်နိုင်ွင့်ရရှိမှာဖြစ်ပါလေ